မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စီးရေးသတင်းကတော့ဗကုတိုင်းအနောက်ချမ်းဗရောင်းတန်းနယ်အတွင်းမှာရှိတဲ့တပ်ဖွဲ့များထံကိုစစ်ကောင်မရှင်ကတိုက်ရင်အားတွေဖြည့်တင်းခြင်းများဇက်တိုက်ပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်မရှင်ဟာရန်ကုန်တိုင်းလေကူးနယ်မော်ဘီနယ်မြေကန်တိုက်ရင်များထံကနေအင်အားများထုတ်လုပ်ပြီးတော့ညောင်ချေတော့ဝင်းကျင်ကိုအင်အားတွေထပ်မံဖြည့်တင်းလာခြင်းဖြစ်တယ်လို့သိရပါတယ် အမှတ်6ကာကွယ်ပစ္စည်းဆက်ယုံကပါဆ6မှာရှိတဲ့အဝင် လမ်းမှာရှိတယ်။စလိုဒေါင်းများကိုပါဖယ်ရှားပြီးတော့ဂျီကာအင်ကြီးလို့ယူဆရတဲ့စစ်သုံးပစ္စည်းများကိုပါကားများနဲ့ကပါဆ6အတွင်းထဲကိုပို့ဆောင်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။အခုပို့မဲ့အထူးဆောက်လုပ်ရေးတိုက်ရင်တွေကထဆရ၄ဖြစ်ဖို့များပါတယ်။လမ်းမောင်းဗတ်တစိတ်က BEG တက်နေတဲ့အတူတူပဲထဆရတိုက်ရင်၄ရင်းရှိလာမှာ ဖောင်ကြီးတိုက်ကြီးလမ်းဘေးကထဆရ၄ကိုထုတ်သုံးမှာဖြစ်တယ်လို့ CDM ဘူကြီးဇင်ရောကရှင်းပြထားပါဗျ။စစ်ကောင်မရှင်ကတိုက်ပွဲအတွင်းမှာစစ်မြေပြင်အင်ဂျင်နီယာတိုက်ရဲစအာရအပြင်ဆောက်လုပ်ရေးအင်ဂျင်နီယာတိုက်ရဲ GE စအာရနဲ့အထူးဆောက်လုပ်ရေးစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်လက်အောက်ခံထဆရအထူးဆောက်လုပ်ရေးတိုက်ရဲများကိုပါတိုက်ပွဲ area တွေကိုခေါ်သွင်းလာကြောင်းသိရပါဗျ။တိုက်ပွဲမှာကပ္ပစ6နဲ့နီးကပ်လာတဲ့အတွာဆောက်လုပ်ရေးအင်ဂျင်နီယာတပ်များကိုစစ်စင်ရေးတရအနေနဲ့တက်ကုန်ထုတ်သုံးလာပြီးတော့ ခြံစည်းရုပ်ကာယံရံအတွက်ပါစေခမ်းသွားမှာဖြစ်တယ်လို့သိရပါဗါရယ်အရခတက်တော် AA နဲ့ပူပေါင်းတပ်ဖွဲ့များဟာပြီးခဲ့တဲ့စက်တမလာ၈ရက်နေ့ကကဘာစ6အနီးအထိကိုရောက်ရှိလာပြီးတော့စစ်ရုံအတွင်းမှာရှိတဲ့ဘန်ကာများကိုပါလက်နဲ့ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုများပြစ်လုထားခဲ့တယ်လို့သိရပါဗါရယ်ညောင်ချိုးကို AA နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာညောင်ချဲတော့ပတ်ဝန်းကျင်ကိုပါထိုးစစ်ဆင်လာပြီးတော့စစ်ကောင်မရှင်ကလည်းတံပြန်ထိုးစစ်ဆင်ခြင်းများပြစ်လုနေတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာရှိတဲ့မုံရွေးတိုးဂိတ်စစ်တပ်အထိုင်းစခန်းကိုဝင်းရောက်ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ရာစစ်သား၈ဦးသေဆုံးပြီးတော့လက်နက်၅လက်သိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့စက်တဘာလ16ရက်နေ့မနက်4:35မိနစ်အချိန်မှာမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မုံရွေးကြီးရွာအနီးမှာရှိတဲ့တိုးကိတ်မှာအထမ်းချတပ်ဆွဲထားတဲ့စစ်တပ်စခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲတနအိနီးပါးကြာမြင့်ခဲ့ပြီးတော့စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းကိုသိမ်းပိုက်တဲ့အချိန်မှာစစ်သား၈ဦးသေဆုံးသွားပြီးတော့လက်နက်၅လက်ကြီးကအုပ်ထုပ်၅လုံးကြီးကအင်ဂျီတစ်ထည်ကာပိုင်ကြီးအပါအဝင်အခြားကြီးမျိုးစုံနဲ့ဆက်ဆက်ပစ္စည်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရ ရပါတယ်မနက်4:35မိနစ်အချိန်ကစပြီးတော့တိုက်ပွဲစဖြစ်တာပါမနက်ခင်း9:00ခွဲမှာတိုက်ပွဲပြီးသွားပါတယ်စက္ကန်းကအကုန်လုံးကိုတိမ့်နိုင်ခဲ့တယ်လက်နက်ပစ္စည်းတွေအကုန်လုံးကိုလည်းတိမ့်နိုင်ခဲ့တယ်စစ်ခွေးရှိကောင်ကတော့နေရာမှာတင်ပွဲချင်းပြီးတိတ်သွားပါတယ်ကိုရီဘက်ကရဲဘော်9ယောက်မစိုးရင်ကဒဏ်ရာရတယ်မနက်4:00တော့စစ်ကူတွေလာလို့ကျွန်တော်တို့တပ်တွေပြန်ဆုတ်ခဲ့ရတာပါလို့တော်လိုင်းတပ်ဖွဲ့ဝင်တဦးကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုမုံရွာခရိုင်တပ်ရင်း24ကဦးဆောင်ပြီးတော့ဘူးတလင်ချင်းရင်း brothers အဖွဲ့နဲ့ ဒေတာတော်လိုင်းရေးမဟာမိတ်ပူပေါင်းအဖွဲ့တို့ကတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။လက်ရှိမှာအကြမ်းဖက်စစ်ခွေးတပ်ကမုံရွေးတိုးကိတ်စခန်းကိုတော်လိုင်းရေးတပ်များကတိုက်ခိုက်သိမ်းပိုက်မှုကြောင့်လမ်းများပိတ်ကစစ်ကူအများပြားနဲ့နေမြင်ရှင်းလင်းရေးတွေလှုပ်ဆောင်လာတယ်လို့သိရပါတယ်။လက်တလုံးမုံရွာမန္တလေးလမ်းကိုစစ်တပ်ကပိတ်ပင်ထားကြောင်းဒေတာကပြည်သူများနဲ့ခီးသွွားရင်းမောင်းများကပြောဆိုထားပါတယ်။လမ်းတွေကပိတ်ထားတယ်ဗျ။ကားတွေပိတ်နေတာရာနဲ့ချီရှိတယ်။တချို့လဲပြန်လှည့်ကုန်ကြတယ်။တိုက်ပွဲဖြစ်လို့ပိတ်ထားတာတဲ့။ တပ်ကနေမြင်ရှင်းလင်းမှုပိတ်ထားတာလို့သိရတယ်လို့မုံရွာကခရီးသည်တင်ရင်မောင်းတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းကောတောင်းခရိုင်ခမောက်ကြီးမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့လေများကိုတိုက်ခိုက်ခဲ့ရာစစ်သား6ဦးထဲမှနေတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမာလ9ရက်နေ့နေ့လယ်12နာရီခွဲအချိန်ကမှခမောက်ကြီးမြို့နယ်ခမောက်ငယ်ယူဇနာစီအုံးပြိုးကင်းကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးအင်အား100ခန်းကနေထုံးတော့အင်အား30ကျော်ခန်းဟာ မောက်ငယ်ကြေးရွာဘက်ကိုရေလန်းကနေလေငယ်နှစ်စီးနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ရာလေရစီနင်းမြုပ်သွားပြီးတော့စစ်သားအများအပြားတေဆုံးသွားတယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်ခံရမှုကြောင့်ခမောက်ငယ်ရွာယူဇနာစီအောင်ပြိုးကင်းမှာကြံနေခဲ့တဲ့နောက်ချံစစ်ခွေးများက120မမ87မမလက်နက်ကြီးများနဲ့အဆက်မပြတ်ပြစ်ကူပေးပြီးတိုက်ခိုက်ခဲ့တော့လေပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များအထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲစက်တမာလာ၁၀ရက်နေ့မနက်၈နာရီ၂၀မိနစ်အချိန်မှာတကြိမ် မနေ့9နိုင်ခွဲအချိန်မှာတစ်ချိန်ကိုတောင်းမြို့ကနေစိတ်ကူပေးရန်ဆက်လီနှစီနဲ့ထွက်လာတဲ့အင်းအား90လောက်ရှိတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကကိုတောင်းမြို့နယ်မလီဝမ်းကျေးရွာစေရင်စုအနီးမှာတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ3နိုင်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးအများအပြားတေဆုံးဒဏ်ရာရပြီးတော့လက်နက်ကြီးပစ်ကူအဆက်မပြတ်လုဆောင်ခဲ့တယ်လို့သိရပါဗျ။တေဆုံးဒဏ်ရာရတဲ့စစ်ခွေးတွေကိုတေဆောင်ပြီးတော့ကိုတောင်းဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။ဘလောက်တည်တယ်ဆိုတာကတော့အတိအကျမသိရသေးပါဘူး။ အတော်တော်များများတော့တည်တယ်ဗျဒံရလည်းတော်တော်များများရသွားတယ်အဲ့ဒီထဲမှာအရာရှိတွေလည်းပါတယ်နေမြင်ရှင်းတဲ့အချိန်မှာအလောင်းကလည်း၄၅၆လောင်းလောက်တွေ့ရတယ်ယူနီဖောင်းတွေလည်းတွေ့ရတယ်ရေထဲမှာပေါ့ကော့တောင်းခေါမောက်ကြီးဘက်ကစစ်ခွေးတက်ထဲမှာလည်းနာရေးတွေကတော့အဆက်မပြတ်လုံနေတယ်လို့ကြားတယ်ဘုံကြီးတွေလည်းမနာရဘူးဆိုပြီးသတင်းရတယ်ဒံရရတဲ့သူတွေလည်းထိုင်းဘက်ချမ်းရနောင်းဆေးရုံမှာတင်ထားတာတွေရှိတယ်ကော့တောင်းဆေးရုံမှာလည်းဒံရရတဲ့စစ်ခွေးတွေရှိပါတယ်ဆေးရုံရောက်ခါစားမှာတေးတာတွေလည်းရှိတယ်လို့ကော့တောင်းခေရိုင်ဘက်ကဖကတာဝန်ရှိသူကရှင်းပြထားပါတယ် ၎င်းတိုက်ခိုက်မှုများကိုကော်တောင်းခရိုင်အတွင်းမှာရှိတဲ့တော်လိုင်းရင်အင်အားစုအဖွဲ့အစည်းများပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမိသူကာကွယ်တပ်ဖွဲ့ဝင်များအထူးကဲမရှိဘဲနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ကော်တောင်းခရိုင်အတွင်းစစ်ရေးအရှိန်မြင့်လာတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့စစ်ရေးအသည့်တရိအမြဲရှိကြဖို့လိုအပ်ပြီးတော့စစ်ကော်မရှင်ကပြုလုပ်တဲ့အထူးရောင်းရွေးကောက်ပွဲကိုလည်းပူးပေါင်းပါဝင်ခြင်းမလုပ်ကြပဲဝိုင်းဝန်းပြီးတော့တိုက်ဖြတ်ကြရန်တော်လိုင်းတပ်များကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်အာဏာသိမ်းမှုကိုတရားဝင်ဖြစ်စေရန်ရည်ရွယ်ပုံဖော်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုကျင်းပနိုင်ရန်အတွက် စစ်ခွေးတက်ကအုပ်ချုပ်ရေးကျင်းညာပြီးတော့ထိုးစစ်ဆင်တက်ခိုက်နေတဲ့မြို့နယ်များကိုတော့စစ်မနိုင်တော့တဲ့အတွက်အဲ့ဒီဒေသများမှာရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့စစ်ကောင်မရှင်ကဝန်ခံထုတ်ပြန်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်မရှင်ဟာရွေးကောက်ပွဲကော်မရှင် UEC ကနေတဆင်နိုင်ငံတော်အားလုံးမှာရှိတဲ့မြို့နယ်56မြို့နယ်လွတ်တော်၃ရက်ရဲ့မဲဆန္ဒနဲ့120တန်တွေတို့မှာရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးဆိုပြီးတော့ပြီးခဲ့တဲ့စက်တဘာလ14ရက်နေ့ကထုတ်ပြန်လာပြီးအဲ့ဒီမြို့နယ်အများစုဟာစစ်အုပ်ချုပ်ရေးကျင်းညာထားမှုမှာပါဝင်နေတယ်လို့သိရပါတယ်။ အဓိကကတော့စေအုပ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်တွေကိုအခြေခံပြီးတော့ဒီ56မြို့နယ်ကသူတို့တွေလုံးဝစစ်တိုက်လို့မနိုင်တော့ဘူးသူတို့ရွေးကောက်ပွဲပြီးမှစက်တိုက်မယ်ဆိုတဲ့သဘောမျိုးလို့ယူဆရတယ်လို့စစ်ရေးလေးလာစောင့်ကြည့်သူ CDM ဗိုလ်ကြီးဇေယောကရှင်းပြထားပါဗျာ အဲ့ဒီရွေးကောက်ပွဲမကျင်းပနိုင်တော့တဲ့မြို့နယ်များဟာကချင်၄မြို့နယ်၊ကရင်နီ၃မြို့နယ်၊ချင်း၄မြို့နယ်၊စကိုင်း၁၀မြို့နယ်၊မကွေး၅မြို့နယ်၊မန္တလေး၃မြို့နယ်၊ရခိုင်၁၀မြို့နယ်နဲ့ရှမ်း၁၈မြို့နယ်တို့ဖြစ်ပြီးတော့တော်လိုင်းရင်အားစုများတိမ့်ပိုက်ထားတဲ့အတွက်စစ်ကော်မရှင်ကစစ်အုပ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်များလည်းဖြစ်တယ်လို့သိရပါဗျာ။ စစ်ကောင်မရှင်ဟာခုခံတော်လှန်မှုများကြောင့်ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကတိုင်းနယ်ပြည်နယ်၉ခုမှာရှိတဲ့မြို့နယ်63မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြီးညာခဲ့ရာကချင်မှာဆွန်ပရာဘွန်၊ရွှေကူ၊အင်ချန်းရံ၊ဆော့လွန်နဲ့ချီပွေမြို့တို့ဖြစ်ပြီးတော့ရွှေကူကလွဲပြီးတော့ရွေးကောက်ပွဲကျင်းပမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်။ကရင်ပြည်ကယားမှာရှားတော်ဖားဆောင်မဲဆက်နဲ့ ချင်းပြည်နယ်မှာကံပတ်လက်ထန်တလန်ပလောက်ဝတွန်းဆန်မင်းတက်မတူပီဖလန်းမြို့နယ်တို့ဖြစ်ပြီးတော့ကရင်ပြည်သုံးမြို့နယ်နဲ့ပလောက်ဝမတူပီကံပတ်လက်မင်းတက်မြို့တို့မှာလည်းစစ်ကောင်မရှင်ကရွေးကောက်ပွဲမကျင်းပတော့ဘူးလို့သိရပါဗါးအခုလိုမျိုးစစ်အုပ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်အများစုကိုစစ်ကောင်မရှင်ကစစ်မနိုင်တဲ့အတွက်ရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့ထုတ်ပြန်ထားတော့လေချလက်ထားခဲ့တဲ့မြို့နယ်အချို့နဲ့ကြံရှိနေတဲ့နေမြေများအားစစ်မျက်နှာတွေပုံမှုပြီးတော့ချက်ထွင်လာနိုင်တယ်လို့စစ်ရေးအကဲခတ်သူများကတုံ့တက်ထောက်ပြထားပါတယ် စကိုင်းတိုင်းမှာတော့မြို့နယ်ကိုမြို့နယ်ကိုဆွေးအုပ်ချုပ်ရေးကြီးညာပြီးတော့အဲ့ဒီတဲကမှကောလင်ကဏီနေရာမှာမြောင်းရင်းမာပင်တန့်ဆယ်ရုပ်ကိုအစားထိုးပြီးတော့ထီးကျန့်အင်းတော်ပင်လယ်ဘူးပလဲဒီပဲရင်ခင်ဦးနဲ့ဝက်လက်အပါဝင်ဆယ်မြို့နယ်မှာရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့သိရပါတယ်။ဒါအပြင်မကွေးတိုင်းမှာရှိတဲ့ပေါ့မြိုင်စောထီးလင်းရေစကြိုနဲ့မန္တလေးတိုင်းမှာရှိတဲ့ မိုးကုတ်စင်ကူးမြို့နယ်နဲ့ငဇုံမြို့နယ်တို့ကိုလည်းစစ်အုပ်ချုပ်ရေးကြီးညာထားတယ်လို့ငဇုံနေရာမှာနထိုးကြီးကိုအစားထုတ်ပြီးတော့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်များအဖြစ်စစ်ကောင်မရှင်ကထုတ်ပြန်ဖော်ပြထားပါတယ်အလားတူပဲရခိုင်ပြည်နယ်မှာရှိတဲ့စစ်အုပ်ချုပ်ရေးကြီးညာထားတဲ့ရန်မြဲပေါတော်ပုံနာကျော်ရသေးတောင်ဂွ့မောင်တော်ဘူးသီးတောင်ကြောက်တော်မင်းပြမြေပုံမြောက်ဦးတန်လွဲအန်းနဲ့တောင်ကုတ်မြို့နယ်တွေတဲက ကွာတန်တွဲအန်းနဲ့တောင်ကုတ်တို့ကိုခြံလက်ထားပြီးတော့ရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့ပြောဆိုထားပါတယ်။ဒါအပြင်ရှမ်းပြည်နယ်မှာမတူဘီမဘိန်ကုတ်ခိုင်နမ်ခမ်းတိန်နီကွန်းလုံးနမ်ဆန်မန်တုံဟိုပန်လောက်ကိုင်းကုန်းချန်မိုးမိတ်ကြောင်မဲမျိုးတီဘောနဲ့မိုင်းလာမျိုးနယ်တို့ကိုစစ်ကောင်မရှင်ကစစ်အုပ်ချုပ်ရေးကြီးညာထားပြီးတော့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်များအဖြစ်နဲ့ထုတ်ပြန်ထားပါတယ်။အဲ့ဒီမြို့နယ်တွေကကြောင်မဲတီဘောကိုခြံလက်ပြီးတော့ ပန်ဆန်းနာဖန်မိုင်းမော်ပန်ဝိုင်တို့ကိုစားထုတ်ထည့်သွင်းကနမ်မတူမပိန်ကုတ်ခိုင်နမ်ခမ်း ်ပိန်နီကွန်လုံနမ်ဆန်မန်ဒုံဟိုပန်လောက်ကိုင်းကုန်းချန်မိုးမိတ်နဲ့မိုင်းလာမြို့နယ်အပါအဝင်18မြို့နယ်မှာရွေးကောက်ပွဲမကျင်းပတော့ဘူးလို့သိရပါဗျ။သို့တော်လည်းကရင်ပြည်နယ်မှာရှိတဲ့စစ်အုပ်ချုပ်ရေးကြီးညာထားတဲ့ကော့ကရိတ်နဲ့ချိုင်းစိတ်ကြီးမြို့နယ်တို့မှာတော့စစ်ကောင်မရှင်ကရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘူးလို့ဖော်ပြထားခြင်းမရှိတယ်လို့လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်102မြို့နယ်မှာရွေးကောက်ပွဲအပိုင်းတစ်ခုပြုလုပ်နိုင်ရေးအတွက်စစ်ခွေးတွေဘက်ကကြိုးပမ်းလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘန်းအောင်မြို့ပတ်ဝန်းကျင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကာကင်းစခန်းများကို PDF တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်နေပြီးတော့တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ14ရက်နေ့ကနေယနေ့အချိန်ထိဘန်းအောင်မြို့ပတ်ဝန်းကျင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကာကင်းစခန်းများကို PDF ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုထိတွေ့တိုက်ပွဲများဟာ ဒီကနေ့စက်တဘာမာလ16ရက်နေ့အထိဖြစ်ပွားနေပြီးတော့တိုက်ပွဲအတွင်းမှာဂျပန်စစ်ခွေးတွေဘက်ကထိခိုက်မှုအခြေအနေနဲ့ကာကင်းစခန်းများကိုသိမ်းပိုက်နိုင်ခြင်းရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်စက်တဘာမာလ14ရက်နေ့ကနေစပြီးတော့တိုက်တာပါ ဗန်းမောင်မျိုးပိုင်ဝင်းကျန်မှာရှိတဲ့စခန်းတွေကိုပေါ့မြို့ကိုကာထားတဲ့ကာကင်းစခန်းကုန်းတွေကိုတိုက်နေတာတိုက်ပွဲကတော့လက်ရှိချိန်ထိဖြစ်နေတော့မယ်မြေပြင်အခြေအနေတွေကိုတော့တိကျအတိမပြုတ်နိုင်သေးပါဘူးကာကင်းစခန်းတွေတိမ့်ပရရှိပြီလားဆိုတာကတော့စုံစမ်းနေသေးပါစီရေးအရာမလို့အတိပြုတ်မပြောနိုင်သေးတာပါအခုထိလည်းတိုက်ပွဲကဖြစ်နေတော့မယ်လို့ဒေတာရင်းစီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင်စက်တဘာလ15ရက်နေ့ကလည်းအင်းတော်မြို့နယ်ကနေဗန်းမောင်မြို့နယ်ကိုဆက်သွယ်ထားတဲ့အင်းတော်ဗန်းမောင်ယူဟာလန်းအပါဝင်လမ်းပိုင်းအလုံးကိုလည်း ရအကန့်အသတ်မရှိပြိပင်လိုက်ကြောင်းအင်းတော်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါရယ်အဲ့ဒီလမ်းပိုင်းပြိပင်ခြင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မေးမြန်းကြည့်ရမှာလောလောဆယ်တော့ထုတ်ပြန်လို့မရသေးပါဘူးထူးခြားရင်ပြန်ပြောပါမယ်လို့အင်းတော်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား133ဦးကိုထပ်မံပြီးတော့ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တဘာလ16ရက်နေ့မနက်6နာရီခွဲဝင်းကျင်အချိန်မှာထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်ထောက်ဖာဖုံမြို့နယ်ထားခွန်နံကျေးရွာမှာ ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား133ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ထိုင်းအာဏာပိုင်များကထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံသားများနဲ့အတူထိုင်းနှစ်ဦးနဲ့ကားသုံးစီးကိုလည်းဖမ်းဆီးရရှိခဲ့ပြီးတော့ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသားတွေထဲမှာအမျိုးသား83ဦးနဲ့အမျိုးသမီး38ဦးတို့ပါဝင်တယ်လို့သိရပါတယ်ဖမ်းဆီးခံသူများဟာထိုင်းနိုင်ငံမှာအလုပ်လုပ်ရအတွာပွဲစားတအုပ်ကိုထိုင်းဘဏ်ငွေ1000ခွဲကနေ2000ပေးဆောင်ခဲ့ရပြီးတော့ဖျားသုံးစုကနေတစ်ဆင့်ကချနာပူရိခရိုင်အတွင်းကို တော်လန်ကုန်းလန်နဲ့ရေလန်းများကနေပြီးတော့ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအလားတူပဲဒီကနေ့စက်တင်ဘာလ16ရက်နေ့မနက်အစောပိုင်းမှာထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်အတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့မိခင်နဲ့အတူခီးသွားနေတဲ့အသက်2နှစ်အရွယ်မြန်မာကလေးတဦးအပါအဝင်မြန်မာနိုင်ငံသား53ဦးကိုအရင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါးဖမ်းဆီးရရှိတဲ့သူတွေထဲမှာမြန်မာလူငယ်အမျိုးသား32ဦးနဲ့မြန်မာလူငယ်အမျိုးသမီး21ဦးတို့ပါဝင်ပြီးတော့ အားလုံးဟာရန်ကုန်ကနေတက်လာကြခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ဒီနေ့စက်တဘာလ16ရက်နေ့တရက်ထဲမှာတင်ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား166ဦးဖမ်းဆီးခံလိုက်ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ